ဟုတ်ကဲ့ပါအဲအခုဆက်လက်ပြီးတော့အစီအစဉ်၉ရာအမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကြပြဆရာနေဖုံးလက်ကကြပြရွတ်ဆိုခြင်းနဲ့ဒီကုန်းချုပ်နှုတ်ဆက်စကားပြောကြားမယ့်အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အကြောင်းလို့ဆရာနေဖုံးလက်ကိုလေးစားစွာနဲ့ဖိတ်ခေါ်ချင်ပါတယ်။ဟုတ်ကဲ့ပါကျေးဇူးပါဒီနေ့ အဒီက98နှစ်မြောက်မွေးနေ့ပေါ့နော်ဒီမွေးနေ့မှာမွေးနေ့အကြောင်းပြုပြီးတော့ကျွန်တော်တို့ဒီတနိုင်ငံလုံးမှာလည်းပန်းတပိတ်ဆိုပြီးတော့ဆင်နွှဲကြတယ်ပြီးတော့ဒီခွန်အားဖြင့်မိငယ်ဆိုတဲ့တခြင်းကိုစိုးရင်းနဲ့ပေါ့နော်ကျွန်တော်တို့ပြန်လည်အားပေးရင်ကျွန်တော်တို့ singing strike ပေါ့ဒါလည်းကျွန်တော်တို့လုပ်ကြတယ်အဲအခုတော့တော့ဒီဒီနေ့ကျွန်တော်တို့ကြပြဆရာတွေဆရာဆရာမတွေပေါင်းပြီးတော့ကျွန်တော်တို့ကြပြတွေရွတ်ကြတယ်ပေါ့နော်အာ ခံစားမှုတွေအများကြီးကျွန်တော်တို့ခံစားရတယ်။ပထမအနေနဲ့တော့မွေးနေ့အရှင်နဲ့ပတ်သက်ပြီးတော့ပြောကြဆိုကြရတယ်။ဒီနေ့တနေ့လုံးဒီနေ့ပတ်သက်တဲ့ပုံရိပ်တွေအများတောက်လျှောက်မြင်နေရတယ်ပေါ့နော်။မြင်နေရတော့မွေးနေ့ရှင်ကိုလွမ်းတဲ့စိတ်ဖြစ်ပါတယ်။လွမ်းတဲ့စိတ်နဲ့တပြိုင်နက်တည်းမှာပဲကျွန်တော်တို့ခေါင်းဆောင်ဟာဒီလူစိတ်မရှိတဲ့စိတ်မိစားရဲ့လက်ထဲမှာရှိနေရတယ်ဆိုတာကိုတွေးမိတိုင်းအင်မတန်မှစိတ်ပူပါတယ်စိတ်ပူပါတယ် န္ဒီအတက်က58နဲ့ရှိနေပြီเนาะကျွန်တော်တို့တူးချစ်တဲ့ပြည်သူတွေနဲ့အတူဒီမွေးနေ့ကိုငင်းချင်ချာ ACC ဖြတ်သန်းရမယ်အစာဒီအကျဉ်းတောင်ထဲမှာเนาะကျွန်တော်တို့အရင်အရင်ကာလတွေတုန်းကဆိုရင်ကျွန်တော်တို့ဒီစစ်ကောင်းဆောင်တွေကဒါနေရင်အကျယ်ချုပ်ပဲထားတာများတယ်ဒီဒီဒီမဟာလာကြတော့ဒီအန်ဒီကိုဒါထောင်ထဲမှာဒါထည့်ထားတဲ့အနေအထားမျိုးထိတော့ဒါရိုင်းဆိုင်ရုပ်မာတယ်ပေါ့နော် အဲ့တော့ဒီလိုအသက်88နှစ်အရွယ်မျိုးသမီးတူနော်ပြည်သူတွေချစ်တဲ့ခေါင်းဆောင်တူဟာအချင်းတော်ထဲမှာထပ်ပြီးတော့နှစ်နှစ်ကျော်သူထပ်ပြီးဖြတ်တန်းနေရပြန်ပြီပေါ့နော်အဲ့တို့ကြောင့်မလို့ကျွန်တော်ကတော်တော်လေးစိုးရိမ်ပါတယ်အန်ဒီကစိတ်သက်ကြန့်ခိုင်နေခန္ဓာကိုယ်ခန္ဓာကိုယ်အပြင်လည်းကျန်းမာပါတယ်အန်ဒီကကျန်းမာရေးလိုက်စားသူတယောက်ဖြစ်တဲ့တကြောင်မလို့ကျန်းမာပါတယ်ဒါပေမဲ့လည်းတက်ရွယ်ဆိုတာရှိတယ်နောက်ပြီးတော့သူဖြစ်တော့ ဒီစိတ်မိတ်စာတွေကလုံးလူစိတ်လုံးဝမရှိတဲ့တကြောင်လို့ကျွန်တော်ကတော့ကိုယ်ခေါင်းဆောင်အင်မတန်မှကျွန်တော်စိုးရိမ်ပါအဲ့တို့ကြောင့်လဲဒါကျွန်တော်တို့တွေအနိမွေနေအကြောင်းပြုပြီးတော့အဒီနဲ့တကွမတရားဖန်စီချုံနှောင်ခံရတဲ့နိုင်ငံရဲ့ကျင်းသားကျင်းသူတွေအားလုံးအမြန်ဆုံးလွတ်မြောက်ဖို့ကျွန်တော်ဒီနေ့မှာစုတွေတောင်းကြတယ်ဒါပေမဲ့စုတောင်းနေမှလည်းမဟုတ်ပါဘူးเนาะကျွန်တော်တို့အားလုံးဝိုင်းဝန်းကြိုးစားနေကြတယ်เนาะဒီနေ့မှာဆိုရင်လည်းကျွန်တော်တို့ဒီမှာလဲ PDF ညီငယ် ညီမငယ်လေးကျွန်တော်တို့အန်တီမွေးနေ့ခုနကိတ်မုတ်လေးတွေခွဲသွားတယ်တချင်းနေစိုးပြသွားတယ်ကြပြားလေးရွတ်သွားကြတယ်အဲ့လိုပဲဒီနေ့တနေ့လုံးလဲတနိုင်ငံလုံးမှာရှိနေတဲ့ PDF တက်ရင်းနေမှာနော်လူငယ်တွေနော်ပြည်သူတွေအကောင်လုံးအန်တီမွေးနေ့ကိုဆင်နွှဲကြတယ်ဒီနေ့မနက်ကလောက်သွားတဲ့အခမ်းအနားမှာလဲပါတီကောင်းဆောင်အန်တီတော်မေဝင်းမြင့်ကအန်တီရှိကအမေရှိကသတင်းစကားရရတယ်ပေါ့နော် PDF လေးတွေကို ရဲ့အသက်ကတန်ဖိုးရှိတယ်ပေါ့နော်ဒါတွေကိုမဆုံးရှုံးစေချင်ဘူးဆိုတော့သတင်းစကားမျိုးအဒီရပေးတယ်ဆိုတော့ message ကိုထည့်ပြောသွားတာလဲကျွန်တော်ကြားလိုက်ပါတယ်အဲ့တော့ကျွန်တော်ရှုံးပါတယ်ကျွန်တော်တို့ခေါင်းဆောင်ကကျွန်တော်တို့နဲ့အတူရှိနေတယ်ပြည်သူနဲ့အတူရှိနေတယ်အထူးသဖြင့်တော့တော်လန်ရင်နဲ့အတူရှိနေတယ်ဆိုတော့တော့ကျွန်တော်အပြည့်အဝယုံကြည်ပြီးတော့ကျွန်တော်တို့ဒီတိုက်ပွဲကိုကျွန်တော်တို့ဆက်ပြီးတော့အောင်မြင်ဒီအထိကျွန်တော်တို့ဆက်ပြီးတော့လှမ်းအောင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဆူတောင်းနေုံနဲ့မကပဲနဲ့ကျွန်တော်တို့ရဲ့မွေးနေ့ဆူတောင်းနေအပြင်ပေါ့နော် ကျွန်တော်တို့ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဟာဒီတော်လန်ကြီးအောင်မှเนาะကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ခေါင်းဆောင်ကိုကြမ်းကြမ်းမှမှပြပြရှင်ရနဲ့ရင်းချမ်းနဲ့ကျွန်တော်တို့ပြန်တွေ့ရမှာဖြစ်တယ်ဆိုတာမျိုးစိတ်ထဲမှာထားရပြီးတော့ကျွန်တော်တို့တော်လန်ကြီးကိုမုတ်ချအောင်မြင်အောင်ဝိုင်းဝန်းကြိုးစားကြရမှာဖြစ်တယ်ဆိုတာလေးပြောချင်ပါတယ်အော်ဒီနေ့မှာလွမ်းတဲ့စိတ်လည်းဖြစ်တယ်လို့စိတ်ပူတဲ့စိတ်လည်းဖြစ်တယ်လို့တစ်ဖက်ကဒီနေ့ကြပြဆရာတွေရောပီဒီအက်ဖ်ကလေးတွေရောလူငယ်တွေရော เนาะတိုင်းသားတွေရောအကုန်လုံးကျွန်တော်တို့ဒေါ်လာရေးဘက်မှာတစုတစည်းတည်းရှိနေရတာကိုတွေ့ရတဲ့အတွက်လည်းဒါအင်မတန်မှအားတက်မိပါတယ်။အဲ့တော့ကျွန်တော်လည်းဒီမှာကျွန်တော်လည်းကဗျာဆရာတယောက်အနေနဲ့ဒီပွဲကိုကျွန်တော်တက်တယ်။နော်ကဗျာဆရာတယောက်ဆိုတာအထက်အဓိကကတော့ခံစားသူတယောက်အနေနဲ့ကျွန်တော်တက်တာပါ။ရှေ့မှာကဗျာတွေရွတ်သွားတဲ့ဆရာဆရာမတွေအကုန်လုံးလို့လို့ပါကျွန်တော်ထက်ပို့ပြီးတော့ဒါကဗျာအားဖြင့်เนาะအမှုပညာအားဖြင့်ပို့ပြီးတော့ဝါရှင်နဲ့ကျွန်တော်တို့တပါရှိတဲ့သူတွေကြီးပဲဖြစ်သွားတယ်။အဲ့တော့ကျွန်တော်လည်းလိုက်ပြီးတော့ ပြားတွေကိုခံစားနားဆင်နေနေတာကျွန်တော်ဆရာတို့ဆရာမတို့ရှေ့မှာရွတ်သွားတဲ့ကြပြားတွေတဲကတချို့သောစကလုံးအပိုင်းအစတွေနဲ့ကျွန်တော်လက်တန်းပဲကျွန်တော်ကြပြားလေးတစ်ပုဒ်ဟောဖန်တီးထားတာရှိပါတယ်အဒီကြပြားလေးကိုကျွန်တော်ဒီနေ့အဲရွတ်ချင်ပါတယ်ဗျရွတ်ခွင့်ပြုပါရှေ့မှာရွတ်သွားကြတဲ့ဆရာဆရာမတွေအားလုံးကိုလည်းပဲဒါဂုဏ်ပြုတဲ့သဘောဖြစ်ပါတယ်အာဆရာတို့ဆရာမတို့ရဲ့ရွတ်ခဲ့တဲ့ကြပြားတဲကစာသား ပိုင်းစားတွေကိုဒါယူပြီးတော့ပြန်လဲဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဟာကိုလည်းနားလည်ပေးဖို့မြစ်တာရက်ခံပါတယ်ဗျကျွန်တော်ကြပြလေးတော့ရေးပြီးပြီကျွန်တော်ခေါင်းစဉ်တော့မပေးရသေးတော့ဒီတိုင်းပဲကျွန်တော်တို့ရွှတ်လိုက်ပါမယ်ဒီနေ့ဒီညမှာကြပြချစ်သူအတွက်ကြပြတွင်တီဖွဲ့ရွတ်ဆိုကြကြပြဟာအဘိဓမ္မာကိုလည်းပေးတယ်တော်လှန်ရေးတစ္ဆာကိုလည်းခိုင်းပါစေတယ်အောင်စိတ်ကို ထုံကူးစေတယ် မမောနဲ့မမျောနဲ့ကတ်ဆေးမှုဟာကတ်ဆေးပြီးမှ တိတ်လိမ့်မယ်အမွေမေအမေမွေးနေအမိအိမ်ပြန်မရောက်တော့တာသမီများခွန်အားဖြင့်မိငယ်တခြင်းနဲ့အမေကိုအားပေးကြငါတို့ဟာတောလိုပဲတီးခံရမယ်တောင်လိုပဲကြန့်ခံရမယ်တစ်ပင်တွေလိုအထီးကျန်စွာ စိမ့်နိုင်ရမယ်စမ်းရည်လိုတိတ်ဆိတ်စွာစီးဆင်းရမယ်ဒီလိုနဲ့ပေါင်မုတ်လီဒါကအစား ဓမ္မကြီးအစုံအားလုံးထက်မြကုန်ကြ။နောက်ဖေးလမ်းညကခွေးတွေကတော့ဟောင်းနေတော့။ချစ်မရတော့တဲ့အတွက်စစ်ကဖြစ်ခဲ့ပြီမေ။အမေမစွန့်လွတ်ခဲ့တဲ့ပြည်သူတန်း90ကသူတို့နှုတ်ဖျားတွေကနေအမေလို့တလိုက်ကြတယ်။အမေကတတိယဖြစ်နေရောက်ချလာ။ဆက်တိုက်ကြမယ်ဗျာ။တိုင်းပြည်တဲ့ကိုတော်လန်နှုပညာနဲ့ဖန်တီးဖို့သူတို့လာကြပြီ။သူတို့ရဲ့လက်ဖြံမော်ကຫນွေဦးတော်လန်ရေးတက်တူးနဲ့ ကဘာမချေဦးတက်တူးကယုံကြွလို့လူငယ်တယောက်ကိုယ်တိုင်အားထုတ်ရလိမ့်မယ်တဲ့စစ်ကြည့်ပြီးရင်ဂစ်တာမတီးတော့ဘူးတဲ့စစ်ကြည့်ပြီးရင်ငါပြန်မလာတော့ဘူးတဲ့အဖြူရောင်ပန်းများညီဆွေးစွာပွင့်လန်းခဲ့ကြပြီပန်းကောင်းတွေကစမ်းကြောင်းတွေလိုစီးဆင်းလာပြီပန်းတွေရဲ့ကောက်ကြောင်းမှာဂန်းတွေကိုမကြောက်ကြောင်းအားလုံးဟာတက်တည်ပြနေကြပြီအမေအားလုံးကျေးဇူးတင်ပါတယ် โอเคပါအခုလိုမျိုးကြပြရွတ်စုပေးပြီးတော့နှုတ်ဆက်စကားပြောကြပေးဆရာနေပုံလက်ကိုကျေးဇူးများကြီးတင်ပါတယ်ရှင်